အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြောပြမှာကတော့ Joshua Van ရဲ့ Fighter ဘဝအကြောင်းပြောပြမှာဖြစ်ပါတယ်။သူဟာမြန်မာ ပြည်ပွားချင်းလူမျိုး Fighter တစ်ယောက်ဖြစ်ပါတယ်။သူဟာမိသားစု၅ယောက်ရှိသူဖြစ်ပါတယ်။ ဂျောရှုအဗန်ဟာဧပြီလ10ရက်နေ့ထောင်တခုနှစ်မှာဟာခါမျိုးမှာမွေးဖွားတာဖြစ်ပါတယ်သူဟာအသက်23နှစ်ဖြစ်ပြီး125ပေါင် flyweight မှာထိုးနေတာဖြစ်ပါတယ်18နှစ်ပွဲထိုးသက်ထားပြီး15ပွဲနိုင်နဲ့ပွဲရှုံးရလည်းဖြစ်ပါတယ်သူဟာ2022ခုနှစ်မှာ Florida SC မှာ champion ဖြစ်ခဲ့ပြီး USC ကိုရောက်လာတာဖြစ်ပါတယ် USC မှာ6ပွဲထိုးထားပြီး10ပွဲနိုင်ပြီးတပွဲရှုံးထားပါတယ်ပြီးခဲ့တဲ့26ရက်နေ့က flyweight အဆင့်တက် Brandon Royal ကိုအနိုင်ရပြီးအဆင့်၁၀နှစ်ကနေအဆင့်တတအဆင့်တက်သွားပါတယ်။လာမယ့်ပွဲမှာ pound for pound အဆင့်ငါရှိတဲ့ Alexander Pantoja နဲ့ Carpet Lu ရတော့မှာပါမကြခင်မှာ Flyweight Carpet ရဖို့မျှော်လင့်ပါတယ်။ဒါကတော့ Van ရဲ့ fighter ဘဝအချင်းချုပ်ပဲဖြစ်ပါတယ်။နောက်ဗီဒီယိုအတွက် subscribe လုပ်သွားပေးပါဦး။